ပြောလာအောင်နော်အဲ့ဒီမှာမင်းအောင်လန်းကိုယုံပြီးရိုးကောက်ပွဲလုံးမဲ့အကောင်နေနော်အဲ့နေတို့လုံနေတဲ့အချိန်မှာဘုံကွဲပါသေးမိုင်းကွဲပါသေးလို့နော်တရောင်းစားတွေဒီလောက်တိုင်းပြည်ငါလဲငါလဲစဉ်းစားလို့မရဘူးဒီလောက်တိုင်းပြည်စုပ်ပြက်တက်နေတာတော့မှဒီရွေးကောက်ပွဲဝင်ကျင်တဲ့ဝင်ကျင်တဲ့နေရာယူအာနာယူတွေကတီးတန့်ကိုရှိသေးတာဗျာတတ်တတ်ကိုရှိတာဗျာယွန်စရာကြီးနော်သူတို့သူတို့လက်ပြတော်တော်လုံနေနော် ဒီလောက်တိုင်းပြည်မှာလူတွေအများကြီးတည်ပြီးဒီလောက်စုပ်ပြတ်တက်နေရတော့မှရွေးကောက်ပွဲကိုနိုင်ငံရေးရဖြည့်ရှင်းမယ်အဲဗာလဲနိုင်ငံရေးရဖြည့်ရှင်းနေမသွားလို့ရှင်ဝမ်ဖို့ဖို့ထုတ်ပြီးတော့စစ်တပ်ရဲ့အာဏာသွားဟဲအခုအခုလက်ရှိရောမြန်မာနိုင်ငံစစ်တပ်စစ်တပ်ရဲ့ဝမ်ဖို့ဖို့ထုတ်ပြီးတော့စစ်တပ်ကလုံချင်တယ်လို့လုပ်ပြီးတော့ဥပဒေမဲ့တွေလုပ်ပြီးပြည်သူကိုနိုင်ကျင့်မိတိုင်းဝမ်ဖို့ဖို့ထုတ်ပြီးတော့ဒီအတိုင်းသွားရမယ်ဆိုတော့အဲ့ဒီရွေးကောက်ပွဲဝင်မဲ့ကောင်တွေကကြက်မပြစ်မူးမပြစ်ဖြစ်နေရတာမသိဘူး နောက်တစ်ခုပြောမယ်အခု6လပိုင်းအခု6လပိုင်းနဲ့ဝင်ပြီเนาะပြည်သူကမမေ နော်အဲ့ဒီတက်တန်းတိုးလိုက်လို့ရှိရင်အဲ့ဒီတက်တန်းတိုးလို့ရှိရင်ဆီယမပြပြမယ်သူတို့ပြော2008ဖွဲ့စည်းဖို့အဲ့ဒါလည်းပြောဦးမယ်တီတူကိုနားလည်အောင်ပြော2008ဖွဲ့ဆီယမခဏခဏအပအောင်ပြောနေရအဲ့သထောင်းစားထိနေဆိုရင်6လတစ်ချိန်တက်တန်းထိုးလို့တက်တန်းတိုးလို့အာနာထိနေဆိုလို့ရှိရင်အဲ့ဒီတက်တန်းတိုးဒီသထောင်းစားမင်းအောင်လားအာနာထိနိုင်သထောင်းစားမင်းအောင်လားကိုတက်တန်းတိုးပေးတယ်တမရရှိရတယ်အဲ့ဒီတမရသူ့ကို6လတစ်ချိန်တက်တန်းတိုးပေးတော့မှဒီသထောင်းစားမင်းအောင်လား6လတစ်ချိန်သူကအသက်ရှင်တာဖြစ်တယ် ပုံမှန်လေးလေးပြောမယ်ဆိုလို့ရှိရင်ဆီယမတို့အမျိုးသမီးတွေမြန်မာအမျိုးသမီးတွေဆိုရင်6လခံတာစီထိုးတယ်မလားအဲ့ဒီလိုပဲအဲ့ဒီ6လခံတာစီမထိုးရနဲ့သတော်စားမင်းအောင်လည်းဗိုက်ကြီးမဲ့အနေထားနော်တရားမဝင်ဗိုက်ကြီးမဲ့အနေထားအခု6လတစ်ချိန်ကိုသူ့ကိုတတန်းတိုးပြီးမဲ့တမရမရှိတာတော့မှ तू ဟာ तू ဘာ तू 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 ဘာ तू तू တမရရနဲ့ तू ဘာ तू တတန်းတိုးပြီး तू ဘာ तू အာနာသိမ့်ပြီးတော့အုတ်ချုပ်ပြီးတော့တွားနေတဲ့ဟာကိုဒါ ਉਹ ပဲအာနာမသိမ့်သေးဘူးဆိုတော့ဘယ်လိုပြောရမလဲအခုလက်ရှိမြန်မာနိုင်ငံမှာနေတဲ့လူတွေပြောပါအောင် ဟမ်ညဘယ်နှစ်နာရီကျော်ရအပြင်မထွက်ရဘူးလဖေးဆိုင်သွားရင်တော့ပေါ်တာဆွဲဟိုသွားရင်တော့ပေါ်တာဆွဲပြည်သူလူထုကကြောက်တရားနဲ့နေနေရတာမဟုတ်ဘူးလားအခုကစစ်တပ်အုပ်ချုပ်မှုဝမ်ဖို့ဖို့တွေခဏခဏမထုတ်ဘူးလားစစ်တပ်အုပ်ချုပ်မှုနဲ့ဥပဒေမဲ့တွေလုံနေတာမဟုတ်ဘူးလားမြန်မာနိုင်ငံမှာဟမ်အဲ့ဒါကိုဒီရွေးကောက်ပွဲမလုပ်လို့ရှင်လို့ရှင်နေတဲ့စစ်တပ်အုပ်ချုပ်မှုတိုင်းသွားရမယ်တဲ့စင်းဘာဘာလို့စင်းစားပြီးပြောလဲမသိဘူးအဲ့ဒီရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဥက္ကဋ္ဌ ဆရာမမြတ်ကြခင်ပြောတော့ဆိုရိုင်းရိုင်းပြောဆိုအဲ့ဒါဆရာမရိုင်းနေဖြစ်အောင်ပါနော်ပြောလိုက်အဲ့ဒီရွေးကောက်ပွဲလုံးမယ်ဆိုတော့ဥက္ခရဆိုတဲ့အကောင့်လေးကိုနော်မြတ်ကြခင်တိတ်ပြီးတော့မစင်းစားတတ်ဘူးဆိုမြတ်ကြခင်ရှိမှတပြက်စီးလာလဲလို့နော်တပြက်စီးလာလဲနော်မြတ်ကြခင်ပြောတာလေးကိုနှိမ့်တိုင်းနားထောင်နော်အဲ့ဒါမှသူတို့အမှန်ပြောရဲမှာလူကြည့်တော့ဟိုတိုက်ပုတ်အင်ကြီးဝစ်ပြီးတော့ဟိုဆရာကြီးလိုနှပြကြီးလိုနဲ့ပြောလိုက်တဲ့စကားတွေကတခုမှအမှန်မူးနော်သူတို့အာနာယူဖို့ပဲတည်တယ် နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းရမယ်ဟဲ့နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းမင်းလည်းအခုလောလောဆယ်မင်းအောင်လိုက်အာနာယူပြီးလှုပ်ချင်တယ်လို့လုပ်လို့ပြည်သူတွေအများကြီးသိပြီးဘဝတွေပြတ်နေတာအဲ့ဒါလည်းအမှန်တရားပဲနော်အခုလောလောဆယ်ဘယ်ဘဝတွေပြတ်နေတဲ့လူတွေအများကြီးဂျော်ကာဆိုတဲ့အကောင်တရောင်းစားအာနေမအားလာပြန်လှုပ်လိုက် နော်မအားလာကိုဂျွန်းပြန်ပြီးလှုပ်နော်တရောင်းစားသွား ဒီနမစုလေးဆိုတဲ့တရောင်းစားမှသွေးအံသေးပါသေးနော်ယူထားတော့စစ်ခွေးယူထားပြီးတော့ဖာတယ်မှဖာခန်းစားနော်နင့်လင်ထီလို့နာလာနာလို့ရှင်စစ်တပ်မှသွားနင်လိုကောင်မမျိုးပြဲရွယ်နေမှာတက်လာတရောင်းစားမှငါမပြောလိုက်ချင်ဘူးနင်တို့ငါဒီကနေမျက်လုံးမျက်လုံးကဒီကြည့်ပြီးပြောနေငါအိုက်ကွန်မန်းတို့မဖတ်ဘူးထင်လို့လားတောင်းစားမှတွေတရားလုံမလာနဲ့ နာနေနင်တို့အဲ့မဲ့မင်းအောင်လိုင်းကိုခေါ်တာငါမင်းအောင်လိုင်းကြောင့်ပြောလို့နင်တို့နားလားနားရဆိုမင်းအောင်လိုင်းကိုနင်တို့အိမ်မှာအလှဲ့ကြခေါ်တာနင်တို့အမေနဲ့နင်တို့အသားသမီးတွေနင်တို့ဘာလို့ယူထားမြန်မာနိုင်ငံမှာမင်းအောင်လိုင်းတမီးနှစ်လောက်မြန်မာနိုင်ငံမှာမရှိရင်မြန်မာပြည်သူတွေငြိမ်းချမ်းတယ်တနာရီမရှိရင်တနာရီငြိမ်းချမ်းတယ်နားတဲ့လူတွေမင်းအောင်လိုင်းကိုကိုအိမ်ကိုခေါ်ထားကြနင်တို့အိမ်နေမှာခေါ်တာနင်တို့လေဖြစ်ထားကြနော်ကောင်မတွေရောကောင်တွေရော နေပါဦးနင်တို့ပြောဘာလိန်စားအောင်ငါ့ကိုလိုက်ဘာလိန်စားအောင်ငါလှန်ပြလိုက်လို့ရဲကနေနေသွားမှတခါတယ်ဟမ်ဘေးရင်မေးရတော့ကြိုက်မှလာမင်းမကြိုက်မမင်းနဲ့လို့ပြောတာလေငါအလှခံစားနေလားဟမ်ငါပစာနာငါနိုင်ငံရေးလုပ်နေရလေဘာလိန်စားရတော့တတောင်းစားမှကြက်မပြေမူးမပြေမှအောက်တန်းစားမှငါအကောင်ထမဝင်ကြည့် ูมาตีโกมาตีตัวเมียออนไลน์ပြောให้นาราอะดิไลค์ก็เนี่ยมาปี้ได้สุดิเมสเซนเจอร์ปุ๊บมา Facebook ซีบีดีลาแซงมาลาแซงเนนโนสุนโนเปลี่ยนแซงมางาเนาะเนนโนအဲ့ဒီရွေးကောက်ပွဲလုံးမဲ့လူတွေเนาะအဲ့မှာနင်တို့အိမ်တွေမှာလေရင်နဲ့ဘုံကျဲခံရပါသေးเนาะဒီလောက် ဒေလောက်တိုင်းပြည်ကစုပ်ပြတ်တဲ့နေရာမှာရွေးကောက်ပွဲရွေးကောက်ပွဲလုပ်နေနေဖြစ်မှလည်းမဟုတ်အဲရွေးကောက်ပွဲကဒီလောက်အာနာယူနေတဲ့ဥစ္စာကိုနင်တို့ကအခုဘလို့ဖြစ်နေအောင်ဆိုအဲရွေးကောက်ပွဲဝင်ခြင်းနဲ့လှွတ်တော်မတ်တရားလေအချိန်နေရဘလို့ဖြစ်နေအောင်ငါပြောပြမယ်အယူလေးသိရမလားအယူအယူတော့မှရိုးရိုးယူမဟုတ်ဘူးတွေ့ရင်တွေ့ရတဲ့နေရာမှာမစင်စွတ်တဲ့အယူ အဲ့ဒီလိုအယူနာမှာနင်တို့ကအဲ့ဒီမှာသွားပြီးအယူကိုသွားပြီးဟိုစာတွေဖတ်ခိုင်းလိုက်ဘောပင်နေပေးလိုက်အယူကိုသွားပြီးနင်တို့ကလက်ခုပ်တွေတီးလိုက်နင်တို့ကအဲ့ဒီလိုဖြစ်နေတာနော်ကြက်မပြေနဲ့မူးမပြေနဲ့ပေါင်းတော့ကြတော့မြမပြီးမှဖြစ်နေလို့ဖြစ်နေအဲ့ရွေးကောက်ပွဲဝင်ញင်တဲ့ကောင်တွေကမူးမပြေတယ်နော်မင်းအောင်လည်းကြက်မပြေအဲ့တော့ရွေးကောက်ပွဲဝင်ញင်တဲ့ကောင်တွေကမူးမပြေနဲ့အဲ့ဒီကြက်မပြေနဲ့ပေါင်းတော့ကြတော့မြမပြီးကစုပ်ပြတ်တန်နေတာနော်တီတူလူလူကခံအောင်ပဲ ကြက်မပြည့်မှုမပြည့်တယ်ဒီလောက်တိုင်းပြည်စုပ်ပြတ်တတ်ပြီးဝမ်ဖိုးဖိုးထုတ်ပြီးတော့မင်းအောင်လန်းလှုပ်ချင်သလိုလှုပ်နေရတော့မှရွေးကောက်ပွဲမူရင်လို့ရှင်စစ်အုပ်ချုပ်မှုတိုင်းသွားမယ်တဲ့အခုကစစ်တပ်အုပ်ထုပ်ထားမဟုတ်လားစစ်တပ်ကအာဏာသိမ်းထားတာလေအဲ့ဒါကိုဘာအာဏာထိန်းတာတော့အာနာထိုင်းနေဆိုတော့ဥပဒေနဲ့ညီတာရှိရင်တစ်ခွက်တစ်ချက်လောက်ပြပါဦးငါနားမလဲလို့နားထောင်မယ်နဲ့တို့ပြော အခုဆိုလို့ရှိရင်မင်းအောင်လိုင်းကို6လပြည့်မှာတိုးပေးမဲ့သမ္မတမရှိရင်ဒီကောင်တိုးလို့မရဘူးအဲ့ဒါသူ့ဘာသူသမ္မတရောက်ပြီးစောက်ယူလုံးမှာမှတ်ထားမှတ်ထားပြီးသူမအာနဲ့ပြောမယ်ရွေးကောက်ပွဲတော့ဝင်မယ်ဆိုလို့ရှိရင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ဖြစ်နိုင်ငံတော်သမ္မတဖြစ်ဖြစ်ဝန်ထမ်းဖြစ်ဖြစ်သူတို့ရဲ့ယာရုတွေသူတို့ရဲ့ဟိုလက်ရှိယူထားတဲ့တာဝန်တွေအားလုံးရက်စဲပြီးတော့ဘောင်းမီတွေအင်ဂျီတွေချုပ်ပြီးပစိုးနဲ့တိုက်ပုံအင်ဂျီဝေ့ရတာတာမန်ပြည်သူတယောက်အနေနဲ့ဒါရွေးကောက်ပွဲဝင်လို့ရတာဖြစ်တယ်နော် အဲ့ဒါရွေးကောက်ပွဲစီကန်းဆိုတာအဲ့ဒါအဲ့တရောင်းစားတွေထုတ်ထားတဲ့2008ဖွဲ့စည်းပုံဆိုတဲ့အဲ့အခြေခံဥပဒေတွေပဲပါတဲ့ဟာပဲနော်အဲ့ဒါကိုကြည့်အောင်မင်းအောင်လဲတရောင်းစားသူ့ဘာသူတက်တန်းတိုးပြီးတော့သူ့ဘာသူရွေးကောက်ပွဲဝင်ပါမယ်ဆိုအဲ့ဒီသူတို့ထုတ်တဲ့ဥပဒေကိုပဲသူတို့ကသူတို့ကြော်ချင်သလိုကြက်ကြော်ချင်သလိုကြော်ချက်ချင်သလိုချက်မှာဖြစ်တယ်နော်မှတ်ထားနိုင်ငံတော်အခုဆရာမမြတ်ကြခင်ကနိုင်ငံတော်သမ္မတ နိုင်ငံတော်သမ္မတအနေနဲ့ဥပမာပြောတာနော်နိုင်ငံတော်သမ္မတအနေနဲ့ဆီယာမပြည်သူရဲ့ရွေးကောက်ပွဲရွေးကောက်ခံမှာဖြစ်တယ်ဆိုရင်ဆီယာမရဲ့ယာရုတွေအကုန်လုံးဆီယာမဖယ်ရတာဖယ်ပြီးတော့မှတမန်ပြည်သူအနေနဲ့ရွေးကောက်ပွဲဝင်ရတာနော်အဲ့ဒါမှဒီသူတို့သူတို့ထုတ်ထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ဘောင်နဲ့ညီတာအဲ့ဒီလိုမဟုတ်ရင်မညီဘူးတော်ရေနော်အဲ့ဒါကိုကြည်လောင်ဒီ6လပိုင်းဆိုသတောင်းစားတက်တန်းတိုးမှာသူ့ကိုဘလို့တက်တန်းတက်တန်းတိုးပေးမလဲသူ့ဘလို့ရွေးကောက်ပွဲဝင်မလဲအဲ့ဒါပြည်သူကိုဂျင်းတိုင်အောင်မှာ နော်အရင်တော့ဆိုလို့ရှိရင်မင်းအောင်လိုင်းကပြည်သူချင်းပဲနော်ချင်းဘက်ဆိုလို့ရှိရင်ငပိရေတို့စရာလေးနဲ့ဟုတ်လားချင်းဘက်ကလေးနဲ့ဆိုရင်ထမင်းစားကောင်းတယ်အခုဟာချင်းဘက်မဟုတ်တော့ဘူးမင်းအောင်လိုင်းပြည်သူရဲ့မစင်ဘက်ဖြစ်သွားပြီနော်မစင်ဘက်လုံးလုံးဖြစ်နေပြီနော်ရှေ့ဆက်ပြီးတော့ဘလို့ပြည်သူကိုကလင်ကြည့်ကြပြီးဘလို့ကလင်ကလေးလုံးမလို့မသိဘူးနော်ဆရာမတော့ပြောစရာရှိရင်ပြောရမှာပဲနော်အမှန်တိုင်းပြောပြတာနော် အဲ့ဒါကလင်ကလေးလုံနေတာလေအဲ့ဒါရှေ့ရှောက်အဲ့ဒီကလင်ကလေးဇလတ်ပြောတာမယုံနဲ့ဆရာမပြောတာမယုံနဲ့မျက်လုံးလေးဖွင့်နားလေးဆိုပြီးကြည့်ကြည့်လိုက်အဲ့တရောင်းစားဘလို့ကလင်ကြီးလုတ်သွားမလဲလို့ဘလို့လုံမလဲဆိုတာကြည့်သွားလိုက်အခု6လပိုင်းဆိုသူ့တက်တန်းကုန်ပြီသူ့တက်တန်းထပ်တော့ရတော့မယ်နော်အဲ့ပြည်သူကကြည့်လိုက်ဆရာမအိုက်တာမှာဆရာမမြတ်ကြခင်ပြောတာမှန်တယ်မမှန်ဘူးဆိုတာကိုယ့်အကိုစဉ်းစားနော်ကိုယ့်အကိုစဉ်းစားမှန်မှဆရာမကိုမှန်တယ်ပြောမှိုင်းမှားတယ်လားပြောလိုက်လက်ခံတယ် 2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘယ်လိုရွေးဆွဲတာလဲပြအောင်မယ် 2008ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတော့ကဆရာမတို့ငငယ်လေးရှိသေးတယ်အဲ့တုန်းကကောင်းချင်းပေါင်းကောင်းကောင်းချင်းပေါင်းဝယ်ထားတာကောင်းချင်းပေါင်းတက်ရဖို့ဆိုလို့ရှိရင်အများကြီးစားလို့ရတယ်ကောင်းချင်းပေါင်းကောင်းချင်းပေါင်းဆိုလို့ရှိရင်တထုပ်ဆိုလို့ရှိရင်စားလို့တော့မကုန်အများကြီးပဲအဲ့ဒါတက်အိမ်ကိုတက်အိမ်ကိုတက်ရောက်ဆိုရင်မဖြစ်မနေဆိုရင်သူကလူစုတာစုပြီးတော့သူတို့ဟောပြဝဲလောက်တဲ့နေရာမှာဘာမှပြောလို့မရဘူးသူတို့ဘာပြောပြောထောက်ခံပါတယ်ဟုတ်ပါတယ်အဲ့ဒီလိုလုပ်ပြီးတော့အဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာသူကသူတို့တီးပြုတ်လိုက်တာ အဲ့ဒီ2008ဖွဲ့စည်းပုံခြေကဥပဒေကိုစာလုံးပြီးစာနေမှာအစုံအထည်ကိုတေးချလေ့လာကြည့်လိုက်အဲ့ဒီစစ်တပ်ဆိုတော့ခွေးသောင်းသားတို့ပတ်ချလဲထားတဲ့ဥပဒေတွေကြီးရပဲအဲ့ဒီဥပဒေကိုသူတို့ကိုယ်တိုင်တော့မလိုက်နိုင်ဘူးသူတို့ကိုယ်တိုင်တော့မလိုက်နိုင်ဘူးအဲ့ဒါပြည်သူကိုကြတော့အဲ့ဒီဥပဒေနဲ့ဖျက်ချောင်းနေရအဲ့ဒါအမှန်တရားဆရာမမလိမ်မှုမှန်တာပြောတာအဲ့ဒီ2008ဖွဲ့စည်းပုံခြေကဥပဒေကိုဘယ်ပြည်သူတွေထောက်ခံလဲဆိုတော့ဆရာမတို့ဒီ436တို့ဘာလို့ဒီခေါင်းဆောင်ဖြစ်တဲ့အချိန်မှာစစ်တမ်းကောက်တဲ့အချိန်မှာဘာလုပ်လဲဆိုတော့အဲ့ဒီမှာ မြန်မာနိုင်ငံမှာမင်းမဲ့တိုင်းပြီးဖြစ်နေတာဥပဒေဆိုတာမရှိဘူးဆီယာမပြောတယ်အခုဖက်သီးမှဖက်သီးမှဟိုတလောကဖက်သီးမှတန်မြာသီးပေါင်းရောင်းတာလမ်းမရသေးတယ်ဟိုအဲ့ဒီဖက်သီးမှတန်မြာသီးပေါင်းကို FDA ညှိပြီးတော့စစ်ဆေးတယ်တဲ့ဟမ်လမ်းပေးသေးတယ်ဟို FDA ညှိစီရလားမြန်မာနိုင်ငံမှာပြည်တွင်းပြည်ပကပြည်ပအနေမှာရောက်နေတဲ့တရားမဝင်ဟာတွေတရုတ်နိုင်ငံကသွင်းတဲ့ဟာတွေဟမ်ဗျံပရာတွေဝင်ကျင်လို့ဝင်ထွက်ကျင်လို့အဲ့ဒါကြဘယ်သူမှ FDA မလိုက်ဘူး ဟမ်လိုက်လေအဲ့ဒါပြောတာဆီယမတို့မြန်မာနိုင်ငံရဲ့ဥပဒေကတကယ်မရှိတဲ့အောက်ခြေပြည်သူလူထုအားလုံးကိုနင်းပြဘဝကဘယ်တော့မှမလွတ်ဘူးအဲ့ဒီလိုဖြစ်နေတာအဲ့ဒါကြောင့်မို့ဒီတော်လန်ရိုးကိုဆရာတယောက်နေနဲ့ဝင်ပါနေတာနေရယူနေလို့အာနာယူနေလို့မဟုတ်ဘူးဘာမှကိုစိတ်ဝင်စားဘူးနော်ဒီနေ့မြန်မာပြည်ငြိမ်းချမ်းဒီနေ့မြန်မာပြည်အေးချမ်းနောက်နေ့ကိုယ့်အလုပ်ကိုလုပ်မှာ နော်အခုလဲကိုယ့်အလုပ်ကိုယ်လုပ်တာနိုင်ငံရေးထဲမှာဝင်ပါနေတာမြတ်ကြခင်ကသူများရှိရာ project ရလို့လည်းမဟုတ်ဘာချက်ရလို့လည်းမဟုတ်ဘာသူရှိမှလဖေးဒုက္ခတော့အလကားမတော့ဘူးကိုယ့်ဘာကိုဘေးတင်ဟောတယ်ကိုရတဲ့ပတ်စံကိုယ့်ဘာကိုသုံးတယ်ကိုလှူကျင်တဲ့နေရာမှာလှူတယ်လှူပြီးဒီဒေါ်လာရေးထဲမှာပါနေတာဖြစ်တယ်နော်အလှလဲခံမစားဘူးဘာမှမလုပ်ဘူးနော်အဲ့ဒါကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်သွားနော်ဘောမတွေဟောင်းမယ်ဆိုငါ့ကိုကိုဖြစ်ကိုခံပြီးတော့ကိုယ့်ဘာကိုနိုင်ငံရေးလုပ်နေတာ နော်ဘသူမှလက်ညှိုးထိုးပြီးဆွဲမချဘူး2000ခုလုံးဝိုင်းဒီတိုင်းပဲလာတာဒီနေ့ဒီချိန်ထိညကြခဲလက်ဖေးတစ်ခွက်တောင်လကားမတောက်ဘူးနော်ကိုထိုးဆိုတဲ့သတောင်းစားလက်တွေတည်ကျင်နေဆိုလို့ရှိရင်လက်တွေတည်ကျင်လို့ရှိရင်ကို့အိမ်မှာအမေရှိလားအမေရှိရင်ကို့အမေကိုမားလာပြန်လို့အဲ့လက်တွေကြတယ်ဟုတ်လားကို့အမေကိုမားလာပြန်လို့လက်တွေကြတယ်နော်သတောင်းစား အဲ့2000ပြောအခု6လပိုင်းထဲမှာအဲ့ဒီအေးမီဆန်ဆိုတော့သောင်းစားမကိုလည်းငါပြောအောင်မယ်အဲ့ဒီမှာသူ့ဘာသူဘောမှပြီးတော့မင်းအောင်လိုင်းလိုခိုင်းတာမလုပ်နဲ့လို့ပြောလိုက်နော်ဒီတစ်ခေါက်ဒီတစ်ခေါက်အေးမီဆန်ဟိုဟာဖြစ်မဲ့ဒါဖြစ်မဲ့ပြောရင်မြကြခင်ကပားရိုက်မှာလို့ပြောလိုက်နော်6လပိုင်းမှာမန္တလေးမှာငလင်းလှုံမဲ့အကြီးကျယ်လှုံမဲ့ဆိုသောင်းစားမပြောသွားတယ်ဟမ် ငလင်းအခုနောက်2003လပိုင်း28ရေရလိုမျိုးငလင်းနဲ့မန္တလေးမှာလှုပ်ဦးမယ်လို့ပြောတယ်နော်အဲ့ဒီအေးမီဆန်ဆိုတဲ့အကောင်မအဲ့ဒါအဲ့ဟာကြီးငါရှိမှလာပို့တဲ့အကောင်တွေအကောင်မတွေပါချမှန်နေလို့လေနော်အဲ့ဒီလို အောက်တန်းစားတွေဟာငါရှိကိုလာမပို့နဲ့နော်သူတို့က10လီလား15လီလားမသိဘူးမင်းအွန်လိုင်းသတောင်းစားဘက်ကလိုက်ပြီးတော့ပြောချင်တာပြောပြီးသူကိုဖျက်ချောင်နေတာဒီလိုအစင်းမ်းမရှိတဲ့ပောက်ပန်း၄၀သတင်းတွေကိုမတင်နဲ့ငါရှိမှလည်းလာမပို့နဲ့နော်အောက်တန်းစားတွေ စောက်ဆန်းရရင် အကုန်လောက်တာမြန်မာနိုင်ငံမှာဒီလောက်ငလင်တွေလှုပ်ပြီးတရားတော်မှာသူစိတ်ဆိုးလို့တီသူစိတ်ဆိုးလို့ငလင်လှုပ်တယ်ဆိုပြီးတော့ထပြီးတော့ဒီသတင်းကိုဖုံးသေးတာသတောင်းစားမှအဲ့ဒီမင်းအုပ်ဆိုးဆိုတဲ့သတောင်းစားလဲနော်ကြက်ပြေမူးပြေနေနော်တေကန်နီးပြီးနောက်နှစ်နှစ်ကျော်သုံးနှစ်ဆိုအဲ့မင်းအုပ်ဆိုးကတိတ်မှာနော်ရုပ်ရှင်အမှုပညာရှင်နဲ့မှဆိုအောက်တန်းစားအမှုပညာရှင်အဲ့ဒီမင်းအုပ်ဆိုးကနော်နောက်ထပ်နှစ်နှစ်ကျော်သုံးနှစ်ဆိုတေချင်းဆိုးနဲ့တိတ်မှာ နော်တရောင်းစာကြီးမူးပြက်ချက်ပြင်းနေဘာသာရေးများများလို့နော်မဟုတ်တာတွေလိုင်းမမတက်တက်ပြီးအမေစုကိုပြောလိုက်ဘိုးချုပ်အောင်စားအောင်ပြောလိုက်မလို့နဲ့တချို့လူတွေကနာမည်ကြီးကျင်လို့ရှင်အတန်ရှင်းရှာတာအတန်ရှင်းတော့မရဘူးနော်ရှင်းရှောက်ဆိုလို့ရှင်လာခဲ့ရှင်းရှောက်အဲ့ဒီငါနဲ့ရံဖြစ်ဖြစ်နော်နိုင်ငံရေးညံဖြစ်ဖြစ်ဖြစ်တဲ့လူတွေဘယ်နဲ့တိမ်မလဲဆိုတာငါဟောမှဖြစ်တယ်နော်နင်တို့တိမ်မက်နေကြပဲရွေးဟောပေးလိုက်မယ်ကြားလား အတန်းရှင်းတော့မရဘူးတချို့ဆိုရှိတယ်တမင်ိုပဲသူတို့အဲဂျပန်အကောက်ကြောင်းပြောမယ်အခုဆိုလို့ရှိရင်ဂျပန်အကောက်တွေဖွင့်တာတင်းတော့တစ်တော့ဂျပန်အကောက်ပတ်စံရတယ်ဆိုပြီးယူပြီးတော့လက်ပတ်စံနေဈေးကြီးပေးဝယ်ပြီးဖွင့်တဲ့လူတွေရှိတယ်အဲ့ဒီကယူတွေကိုတစ်ခါတည်းပြောလိုက်မယ်အဲ့ဒီဂျပန်အကောက်ဆိုတာပတ်စံပေးဝယ်ပြီးတော့နင်တို့ကဆယ်လီမဟုတ်ဘဲနဲ့မဖွင့်နဲ့နော် follower တသောင်းပြည်မှာနင်တို့အဲ့ဒီမှာ monetization monetization ဆိုတာအောင်တာအဲ့ဒါအောင်လို့ပတ်စံတမ်းမရဘူးနင်တို့တီတင်တဲ့ဗီဒီယိုဖိုင်က နော်မူမှန်မူပြေကြက်ပြေမှအေးအဲ့မူပြေကြက်ပြေမှအဲ့ဒီဗီဒီယိုဖိုင်ကလည်းအနီမထီမှအနီမထီပဲနဲ့တက်မှတက်လို့ရှင်ဗီဒီယိုဖိုင်တက်တိုင်းနင်တို့ပတ်စံမရဘူးနော်မြမပြည်ရနေမှာမြမပြည်တွေရလူတွေကကြည့်ရဲဆိုပတ်စံမရဘူးဟိုးအဲ့ဒီဂျပန်နိုင်ငံဆိုဂျပန်နိုင်ငံကလူတွေကနင်တို့အကောက်ထဲကိုဝင်ကြည့်မှနင်တို့အဲ့ဒီပတ်စံရတာနော် ယူဆိုလို့ရှိရင်တိုင်းနဲ့ချီပြီးတက်တော့မှ US ဒေါ်လာ US ဒေါ်လာတပြားနှစ်ပြားပဲရတာအဲ့ဒါဘူးမသိကိုမသိနဲ့သူများဂျပန်အောက်တိုင်းလိုက်ပြီးဂျပန်အောက်မနေနဲ့မပိန်းနဲ့မပိန်းနဲ့ညကြခင်ကမှန်တာပဲပြောတာနော်ငါပြောတာမယုံနဲ့နားလဲတဲ့လူကြီးရှင်မှာသွားမေး နော်အဲ့ဒီဂျပန်အောက်တွေဖွင့်ပြီးလို့ရှိရင်သူတို့ကတင်ပေးလိုက်တာသွားလိုင်းပေါ်မှာဘသူကခေစားနေလဲဆရာမမြတ်ကြခင်ကခေစားနေတယ်သူ့အောက်မှာသွားရေကိုမန်းမထော်မနှမ်းနေလာရေးတာရေးတော့ကြတော့ငါနင်တို့အတန်းရှင်းမပေးဘူးငါကြိမ်လိုက်ရောကြိမ်ကြိမ်မကြိမ်ရင်ဘလော့ပေးလိုက်တာအဲ့ဒါနင်တို့ဘဝပတ်စံမရတာပြင်နှစ်ပြားတွေဖြစ်ကုန်ရောကြားလားအဲ့ဒါမှတ်တာနော်ငါရှိမှတော့အတန်းရှင်းမရဘူးကြိမ်ကြိမ်တာနဲ့ဘလော့တာနဲ့နှစ်ခုပဲရမှာ နော်ကိုပါကိုတက်တော့ဆိုရိုးရိုးဆိုရိုးရိုးဆိုအခုဆိုရင်တက်တော့ပဇေးချင်းနဲ့ဆိုလို့ရှိရင်တက်တော့မှာတို့ရောင်းကြတယ်အဲ့ဒါလေးတွေရောင်းပတ်စံရတာလက်တွေကြတယ်စေတနာနဲ့ပြောတာနော်ကိုရောင်းလို့ရှိရင်လည်းကိုနိုင်ငံသားချင်းကိုပတ်စံရရင်ပြီးတော့ဆိုဂျင်းထည့်ပြီးမရောင်းနဲ့ပစ္စည်းတစ်ခုကိုကိုမှားလိုက်ကိုစားလို့ကောင်းတယ်ဆိုရင်ကိုရဲ့အကောင့်မှာပြန်တင်ပြီးရောင်းအဲ့ဒါကော်မရှင်ကကိုပတ်စံရတယ်ဒါဆိုလို့ရှိရင်ကိုကတမာအာဇီဝနဲ့ပတ်စံရှာတယ်လို့ကိုနိုင်ငံသားချင်းကိုလည်းဂျင်းသိပ်ပြီးသားမဖြစ်တော့ဘူး တချို့တွေကသူတို့ပတ်စံရရင်ပြီးရောကိုယ့်မြန်မာနိုင်ငံသားတို့ဂျင်းသိမ့်နေတာအဲ့ဒါကြတော့သိလို့ရှင်လို့ရှင်နင်တို့အခုဒါနင်တို့ချမ်းသာသိလို့ရှင်နင်တို့ငရဲရောက်မှာငါပြောသလိုလုပ်နော်တိတော်ပေါ်မှာဈေးရောက်ကျင်နေဆိုလို့ရှင်ကိုယ်အရင်ဆုံးသုံးကြည့်ကောင်းတယ်မှန်ကန်ပြီဆိုလို့ရှင်ပြည်သူကိုပြန်ချပြလိုက်အဲ့ဒါဆိုရင်နင်တို့လည်းအမျက်ရတယ်ဖြူဖြူစင်စင်နဲ့ရတယ်ကိုယ့်မြန်မာနိုင်ငံသားတို့ဂျင်းမသိမ့်နဲ့ဒါဆိုလို့ရှင်တရားဥပဒေလိုင်းကြောင်းတိုင်းမှန်မှန်ကန်ကန်နင်တို့တမအားစီဝါကြတယ်စေတနာနဲ့ပြောပြတာကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ နော်ဂျင်းတိတ်မရောက်နဲ့အခုဆို10လီ15လီသူတို့ကဆို10လီလား15လီလားမသိဘူးဒါမဲ့တချို့လူတွေပြောပြမယ်နာမည်ကြီးတယ်သူတို့ကသူတို့သူတို့ကိုသူတို့ဆယ်လီ15ကြီးလျှောက်ပြောနေတာအဲ့ဒီ TikTok မှာရိုက်ရှာလိုက်နာမည်ကြီးလူသိများတဲ့လူဆိုရိုက်ရှာလိုက်အဲ့မဲ့အဲ့ဒီအဲ့ဒီနင်တို့သိနေတဲ့ဆယ်လီ15ကြီးရဲ့နာမည်တွေထွက်လာတယ်ဆိုငါ့ကိုပြောနော်မရှိဘူးသိတော့မသိဘူး TikTok ကသိတော့မသိဘူးနော် AI မှာလည်းသူကမေးသိတော့မသိဘူးနော်အဲ့ဒီလိုလုပ်ဟုတ်ပြီလား ဈေးရောင်းတဲ့ပစ္စည်းတစ်ခုဆိုရင်အခုဒီမှာကိုသုံးမယ်ဒီဟာဆိုကဲဒါလေးကိုသုံးလို့အဆင်ပြေတယ်ကောင်းလားရင်သုံးကြည့်ကောင်းတယ်ဆိုလို့ရှိရင်ဒါကောင်းကြောင်းအမခံကြောင်းကိုကိုကြော်ညာပြီးရောင်းတချို့ကမဟုတ်သူတို့ကော်မရှင်ကရရင်ပြီးရောဂျင်းသိမ့်ပြီးရောရောင်းတာအဲ့ဒီလိုပြောတော့လဲအဲ့ဒီရောင်းတဲ့လူတွေကငါ့ကိုဆဲအောင်မယ်ဆဲလဲငါကပြန်ဆဲမှာနော်မှန်တာပြောတာဂျင်းသိမ့်မရောင်းနဲ့နောက်ကလိုက်သုံးတဲ့လူကတေရောလေဟိုမှာဟိုကျိတ်ဆက်ဆိုရင်ဒီလောက်လောက်ဟာလေး ဟိုဒီမှာဒီမှာပါတဲ့ဒီတန်ချိတ်ကလေးကဒီလောက်ကလေးဘလို့မှမလဲဘူးဒါဒီမှာအလကားတွေဖြစ်တာကိုမြန်မာနိုင်ငံသားချင်းကိုကိုမြန်မာနိုင်ငံသားချင်းကိုမချစ်လို့ရှင်တော့မှကိုမြန်မာနိုင်ငံသားချင်းကိုငါနိုင်ငံသားကိုငါချင်းမပေးဘူးဆိုတဲ့စိတ်ကလေးထားအဲ့ဒီစိတ်ကလေးထားရင်ဦးမနဲ့တော့တော်တော်ကုစုရပြီ တော်တော်ကုစုရပြီအဲ့ဒီစိတ်ကလေးထားငါကတော့ဆယ်လီဖြစ်နေတာပဲငါကြော်ညာလို့ရှင်ယုံတာပဲငါတင်လိုက်ရှင်ငါတင်လိုက်လို့ရှင်ယုံမှာပဲဆိုပြီးတော့ဂျင်းတိတ်ပြီးတော့မလုံနဲ့အဲ့ဒါတိတ်လို့ရှင်အသေးဆိုးနဲ့တိတ်တတ်တယ်နော်တိတ်ပြီးသွားရင်လည်းငရဲမှနေလို့ခံရမယ်ဂျင်းတိတ်တယ်ဂျင်းတိတ်တယ်လူတိများသွားပြီး follower များပြီးအဲများပြီးဆိုဂျင်းတိတ်ပြီးအဲ့ဒါဂျင်းထည့်ပြီးအဲ့ဒါ လူတိုင်းကမပြောဘူးထဲ့တဲ့လူကိုတဲ့ပြောတာလူတိုင်းမပြောဘူးထဲ့တဲ့လူတဲ့ပြောတာငါပြောအောင်မစဉ်းစားနေလို့အဲ့မှာရွှေဝဲတဲ့ဟာကြီးလည်းပြောအောင်မငါအောက်တုနဲ့ဟောက်ကိုက်အောင်မကိုက်လည်းမတက်နိုင်စဉ်းစားလေနင်တို့ဝယ်တာရွှေတပေါင်းနံဝယ်တာလေနင်တို့အဲ့ဒါရွှေလက်စွပ်ကြီးလက်ဆောင်ပေးတဲ့ဆိုနင်တို့စဉ်းစားလေအဲ့ရွှေရောင်းတာအဲ့နင်တို့တပေါင်းရောင်းလိုက်လို့ तू ကဘယ်လောက်မြတ်မှာတော့အဲ့ဒါနင်တို့စဉ်းစားအဲ့ဒါနင်တို့ရွှေလက်စွပ်ကြီးလက်ဆောင်ပေးရဆိုလိန်တာလေ ပြောပြတာပြောပြတာအဲ့မှန်တာပြောတော့မကြိုက်ပြီးငါ့ကိုကောက်တူနဲ့အမလေးအောက်လန်းဆီယာမအောက်လန်းဆီယာမမြကြခင်ငါ့ကိုအောက်တူတင်လို့ရှင်သူတို့တင်ရင်ကြည့်လိုက်အောက်လန်းဆီယာမကြီးမြကြခင်အဲ့လိန်ပြောမဲ့သူကြီးရဲ့ငါ့အောက်ထမဝင်းကြည့်နော်ဒီမှာစမတွေပောက်ထားတယ်အထက်လန်းအောင်မရိုးရိုးအထက်လန်းမဟုတ်ဝိဇ္ဇာတွေစောက်ရှောက်တဲ့အထက်လန်းနော် ပောက်ပောက်လို့ပဲစားအောက်တန်းစားမဟုတ်ဘူးနော်တေချာကြည့်သွား မျက်နှာကိုသေချာကြည့်နော်ဘယ်နေရာမှာအောက်လန်းအောင်ဘယ်နေရာမှာဆုံးအောင်သေချာကြည့်မျက်လုံးလေးတွေပြူးကြည့်နော်နောက်တစ်ခုပြောမယ်လိန်နေတဲ့ဘေးရင်မေးတာတော့မှဘေးရင်ဟောတာတော့ငါပြောပြအောင်မယ်ဘေးရင်မနေတော့ကြတော့နင်တို့နင်တို့ငါပူတွေတင်လိုက်တာနင်တို့အသေးပေးမယ်လို့မရှိဘူးနင်တို့ငါပူတွေနင်တို့တင်နေပုံနဲ့စလောက်တယ်နင်တို့အသေးတစ်ခုတော့လာမပေးဘူးဘာလို့ဆိုနင်တို့ကလိန်တင်နေတာလေလိန်တင်နေတာလေငါငါဒီမှာဘေးရင်ကြောညာတာကြည့်လိုက်အောင်ငါဘီလိုဖိုင်လေးကြည့်လိုက်အောက်လေးကောက်စီတဲ့ဝင်ကြည့်ဘေးရင်ကြောညာရင်ဝင်ကြည့်လိုက် ဘေးရင်ဆီကလိုင်းမမဟောစားတဲ့လူတွေအများကြီးပဲဘေးရင်မင်းမဆိုကြိုက်မလားမင်းမကြိုက်မမင်းနဲ့လို့ငါလိုပြောတဲ့လူရှိလားဘေးရင်မင်းမဆိုမိမိရဲ့ Facebook profile ပိတ်ခဲ့ profile မှာမိမိပုံမတင်နဲ့မိမိအကြောင်းကိုမေးလည်းမပြောပြနဲ့ကြိုလည်းမပြောပြနဲ့မွေးနေ့မွေးလာမွေးခုနှစ်ပဲပေးညံပူဇော်ကလွှဲဘဝတသက်စားလုံးဇာတာနဲ့ပါတာအကုန်ဟောမယ်ရှေ့ပြမှာလေးလာသာဟောမယ်ဆယ်ကွင်းဟောလို့ကိုကွင်းမှန်မှငါရှိကိုနောက်မေးမမှန်ရင်မမေးနဲ့လို့ငါလိုပြောတဲ့လူရှိလားရှိလားဒီ TikTok live ပေါ်မှာရှိလားရှိရင်ခေါ်လာပြ နင်တို့လက်ကလေးထောင်မအောင်တက်ဘလောက်ရှိပြီလဲဆိုရမ်းဟောနေရမဟုတ်လေနင်တို့ဓာတ်ပုံတွေရုပ်တွေကြည့်ပြီးရမ်းဟောနေမှာ Facebook profile တော့ပိတ်ခဲ့လို့ငါပြောတာဓာတ်ပုံတော့မိမိမိပုံမတင်နဲ့လို့ပြောတာဟမ်စဉ်းစားလေထမင်းစားရဲမလားထမင်းစားရင်အုံနောက်နဲ့တေးချစဉ်းစားဒီလောက်စွာတေးလမ်းပြီးတော့ဒီလောက်ပြဲလမ်းနေတဲ့ဟာကိုခြေတာမဟုတ်ဘူးလေခြေတာမဟုတ်ဘူးငါဟောနိုင်လို့ငါဟောတာလေ ငါအဲ့လိုဟောနိုင်လို့အဲ့ဒီလိုဟောနိုင်တဲ့အဆင့်ရှိလို့ငါအဲ့ဒီလိုဟောတာလေပေရမေးလို့ရှင်တော့ကြိုပြောပြလို့ရှင်တော့အဲ့ဒီစာတွေအများကြီးပို့တယ်ဆိုငါဘလော့တာမဟုတ်ဘူးငါ့ကိုကြိုမပြောပြနဲ့မှတ်ထားပေရမေးမယ်ဆိုလိုင်းပေါ်မှာမေးမေးဘယ်မှာမေးမေးမိမိအကြောင်းမေးလည်းမပြောပြနဲ့ကြိုလည်းမပြောပြနဲ့နင်တို့ကစီးပွားရေးအဆင်မပြေတာကိုစီးပွားရေးအဆင်မပြေဘူးလို့သူကပြောတယ်နင်တို့မပြေတဲ့အကြောင်းမခေါ်ပါအိမ်တော်ရေးအဆင်မပြေတဲ့လူကဆီယမအိမ်တော်ရေးအဆင်မပြေဘူးလို့သူကပြောနင်တို့မပြေတဲ့အကြောင်းပဲပြောပါ ပတ်စံပေးပြီးမေးတာသိချင်လို့မေးတာမဟုတ်ဘူးလားပတ်စံပေးနေသိချင်လို့မေးဘယ်သူရှိမှမမေးနဲ့ငါရှိလဲမပြောပြနဲ့လို့ငါပြောပြီးသားဒီထက်ရှင်းတာမရှိဘူးအဲ့ဒါကိုလိန်နေပြောတော့လှန်ပြရုံမရှိမှငါရှင်းလားလှန်ပြမှာလှန်ပြမှာလှန်ပြမှာဆိုတော့ကြတော့ငါ့ကိုယာရင်နဲ့မပြောနဲ့ငါလှန်မပြဘူးလမ်းပေးရခွေးကိုနင်တို့လှန်ပြမှာအဲ့ဒါလည်းမှတ်သွားအောင်နော်တချို့အကောင်တွေက MLA အဲ့ဒါလေးကိုစိတ်ဝင်စားတာဆိုနှာဘူးစကားတွေလာမှန်တယ်အဲ့ဒီမှာလမ်းပေးရခွေးမအောင်နင်တို့လှန်ပြမှာ အခု6လပိုင်းဒီနေ့ဆိုလို့ရှင်ဒီဖုံးမဲကပေါက်သွားပြီကရင်ပြည်နယ်ကပေါက်သွားတာပေးရမှာအခု6လပိုင်းကုန်လို့ရှင်မီးရိမ် လုံးတရာဒီလောက်လောက်၄000မီးရိမ်လေးတွေအလုံးတရာအဲ့ဒါ3 4 5 6ညံပူဇော်ကရတဲ့ထရရနဲ့လှူမှာအလုံးတရာမြန်မာနိုင်ငံကိုပြန်လှူမှာဆိုလာမီးတွေနော်ထိုင်းဗရန်နိုင်ငံအနေမှာထုတ်တဲ့ brand ကိုမှုမှာမြန်မာပြည်ကနေမှာဟိုသထောင်းစားမင်းအောင်လိုင်းတမိရောက်နေအစုပ်ပြက်တွေမလူเนาะအဲ့ဒါမြန်ထိုင်းနိုင်ငံအနေမှာဝယ်ပြီးပို့มาမြန်မာပြည်ကို